မကွေးတိုင်းမြိုင်မြို့နယ်တရက်ကန်ရွာတဲကနေနွားစာရေးပို့ထွက်လာတဲ့ပြူစောတီတူကိုစောင့်ကြိုပစ်ခတ်ခဲ့ရာတေဆုံးမှုရှိခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PSCC ကသိရပါဗျ။နိုဝင်ဘာတရက်ဒီနေ့မနက်8:24မိနစ်မှာတရက်ကန်ရွာတဲကနေနွားစာရေးပို့ထွက်လာတဲ့ပြူစောတီတူကိုမီတာ80အကွာကနေပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ပစ်ခတ်ခံရသူဟာကိုသိန်းတန်ဆိုသူဖြစ်ပြီးကြွားပြင်းမြေပဲကင်းတဲ့ကိုနွားစာရေးပို့လာတဲ့အချိန်ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ဒီနေ့မှာသူတို့အဲဒီကင်းကော်ပြီးတော့ တော့တရေကိုထွက်လာတာကိုကျွန်တော်တို့ဒါစောင့်ပြီးပြစ်တာပါဗျာသူရောက်နေတဲ့နေရာနဲ့ကျွန်တော်တို့မီတာ80လောက်ဝေးမှာဂျွာနဲ့ဆိုမီတာ100ကျော်လောက်ဝေးမှာဗျာသူလဲကြတော့အဲနောက်ထပ်ထွက်ရွာထဲကနေထွက်လာတာကျွန်တော်တို့တွေ့ရတယ်ဗျာဂျွာထဲကထွက်လာတဲ့ပြူစောတိတွေနဲ့ပြည်သူလူမျိုးရေးတပ်ပေါင်းစုတွေအပြန်အလှန်ပြစ်ခတ်မှုတချို့ရှိခဲ့ပေမဲ့တော်လန်ရေးတပ်တွေအထီးကိုင်းမရှိပြန်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်ညမျိုးနယ်မှာတရက်ကန်ရွာကိုပြူစော်တိရွာလို့တော်လန်ရေးတပ်တွေကတတ်မှတ်ထားပြီးကျေးရွာအတွင်းမှာလက်နက်ကင်ပြူစော်တိ60နဲ့စစ်ကောင်မရှင်တပ်က10ဦးနေထိုင်တယ်လို့သိရပါတယ်။ ကျေးရွာတွေမှာနောက်ထပ်ပြည်သူတို့ချို့လည်းနေထိုင်ပြီးသူတို့တွေကလည်းပြူစောတိမိသားစုဝင်ဖြစ်တယ်လို့ဆိုပါရတယ်။ဒီတိုက်ခိုက်မှုကိုပြည်သူလူမျိုးရေးတပ်ပေါင်းစု PLC မြိုင်ဘကဖတ်တရင်တတခွက်တတခွက်လေးစက်ကြာတောင်းမှန်တပ်ဖွဲ့အညာမြေတပ်ပေါင်းစုဝင်းပလီပြောက်ကြားတပ်ဖွဲ့ဒေါင်းကြီးတောင်တပ်ဖွဲ့နဲ့ T1K ပြောက်ကြားတပ်ဖွဲ့တို့ကလုံဆောင်ခဲ့တယ်လို့သိရပါပါတယ်။